ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများပုံမူတွက်လက်လာတဲ့ကမ္ဘာအခြေအနေဖြစ်ပါတယ်။မြောက်အတရန်ဒိတ်ဆစ်ဆာကျုပ်အဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးပွဲကိုဂျွန်လ24ရက်နေ့ကနေ25ရက်နေ့ထိနယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာကျင်းပခဲ့ပြီးနိုင်ငံပေါင်း32နိုင်ငံမှခေါင်းဆောင်များကာကွယ်ရေးဝန်ကြီးများနိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့48ဦးမြောက်သမ္မတဒေါ်နယ်ထရမ့်လည်းတက်ရောက်ခဲ့ပြီးကနေဒါအမေရိကန်မက္ဆီကိုစတဲ့ရောက်အမေရိကနိုင်ငံများအပြင်ဥရောပနိုင်ငံများစွာလည်းစုံကြီးစွာတက်ရောက်ခဲ့ပြီး GDP ရဲ့9ရာခိုင်နှုန်းကောက်ဝေးအသုံးစရိတ်တိုးမြင့်သုံးဆွဲရရင်ညီညွတ်မျှတစွာသုံးဆွဲကြရန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဣသရေအီရာအမေရိကန်အပြန်လန်တင်းမာမှုများဖြစ်ပွားနေစဉ်မှာပဲနေတူအဖွဲ့ရဲ့အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။ Shanghai Cooperation Organization လို့ခေါ်တဲ့ Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကိုတရုတ်နိုင်ငံချင်းတောင်မြို့မှာဒွန်လ25ရက်နေ့ကနေ26ရက်နေ့ထိကျင်းပခဲ့ပါတယ်။ ရှဟိုင်းကိုအပရေရှင်းအော်ဂနိုက်ဇေးရှင်းရဲ့ကာကွယ်ရေးဝန်ကြီးများအစီအွေမှာတော့ပွဲစုမှုအနိုင်ငယ်ပေါ်ပေါက်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကတော့ရှဟိုင်းကိုအပရေရှင်းအော်ဂနိုက်ဇေးရှင်းရဲ့ကာကွယ်ရေးဝန်ကြီးများကြေညာချက်ကိုလက်မှတ်ရေးထိုးရန်ညှင်းပယ်ခဲ့ပါတယ်။အိန္ဒိယကာကွယ်ရေးဝန်ကြီးရနတ်စင်ကတော့ကြေညာချက်မှာ ပါဟဂန်အကြံဖက်တိုက်ခိုက်မှုများထက်သွင်းထားခြင်းမရှိပဲဘလူချစ်စတန်ပြည်နယ်မှာယထာကိုပြန်ပေးဆွဲတဲ့ဖြစ်စဉ်ကိုထက်သွင်းထားခဲ့ခြင်းနဲ့ဆက်လျင်းပြီးစံနှမျိုးကျင့်သုံးပြီးမျှတမှုမရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံနယ်စပ်နှင့်ဒေသတွင်အကြမ်းဖက်မှုအန္တရာယ်များရောပါရေးအတွက်ကိုလည်းပူးပေါင်းဆောင်ရွက်သင့်ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးရတ်နက်ဆင်စ်ကထုတ်ဖော်ပြောကြားခဲ့ပါသည် ။ဘာဟာဂမ်ဒေတာမှာအကျံဖက်စစ်သွေးကြောင်းများကအပြစ်မဲ့ပြည်သူများအားတပ်ဖြတ်တဲ့အကျံဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းမှာကျင်းပတဲ့ Shanghai Cooperation Organization အစည်းအဝေးကတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားမျက်နှချင်းဆိုင်တွေ့ဆုံတဲ့ဆွေးနွေးပွဲဖြစ်ပြီးအိန္ဒိယနိုင်ငံဟာပါကစ္စတန်နိုင်ငံကိုအမည်နာမထုတ်ဖော်ခြင်းမရှိဘဲဝေဖန်ပြောကြားမှုများထိရောက်စွာလှုပ်ဆောင်ခဲ့ပါတယ်။ Shanghai Cooperation Organization အဖွဲ့ရဲ့ကောက်ဝဲဝင်ကြီးများအစည်းအဝေးကတော့ထင်သလောက် အောင်မြင်မှုရရှိခြင်းမရှိဘဲအပြန်အလှန်ဝေဖန်မှုများနဲ့ပြည့်နှက်ခဲ့ပါကြောင်းတင်ဆက်အပ်ပါတယ်။တရုတ်နိုင်ငံကလက်ခံကျင်းပတဲ့နောက်ထပ်အစည်းအဝေးကြီးတစ်ခုကတော့ World Economic Forum ဖြစ်ပြီးတရုတ်နိုင်ငံတီအန်ကျင်းမြို့မှာ ဂျွန်လ24ရက်နေ့ကနေ26ရက်နေ့ထိကျင်းပခဲ့ပြီးကမ္ဘာတဝှမ်းမှစီးပွားရေးဆိုင်ရာပညာရှင်များခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။ World Economic Forum လို့ခေါ်တဲ့ကမ္ဘာစီးပွားရေးဆိုင်ရာညီလာခံကတော့စီးပွားရေးနဲ့ဆက်လျင်းပြီးအရေးကြီးတဲ့တွဲဆုံဆွေးနွေးညှိနှိုင်းမှုအစီအစဉ်တရားဖြစ်ပါတယ်။ တရုတ်နိုင်ငံကအဆိုပါစီဝေးအားယခုနှစ်မှလက်ခံကျင်းပပြီးကမ္ဘာတဝန်းစီးပွားရေးအခြေအနေများကိုဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ကဘာပေါ်မှာနိုင်ငံများစုစည်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီးများအစည်းအဝေးများမရှိမနှောင်ကျင်းပလျက်ရှိပြီးနေတိုးဖွဲ့အစည်းအဝေးကျင်းပတကယ်တို့ရှိုင်းကိုအော်ပရေးရှင်းအစည်းအဝေးကလည်းကျင်းပလျက်ရှိပါတယ်အလားတူစီးပွားရေးဆိုင်ရာအစည်းအဝေးပွဲများကိုတရုတ်နိုင်ငံကလက်ခံကျင်းပလျက်ရှိပြီးတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍပုံမူကျပြန့်လာအောင် ဆောင်ရွက်လျက်ရှိတာကို လေးလာတွေ့ရှိရပါကြောင်းထပ်လောင်းတင်ဆက်အပ်ပါတယ်